Great Firewall ရဲ့အလုပ်လုပ်ပုံကိုပြတာဖြစ်ပါတယ်။ဟောင်းသွင်းပြီးတော့တုံးမှာဖြစ်ပါတယ်။ VPN အပိတ်ခံရတော့မယ်။အဲ့လိုပြောလို့တတင်းအတော်လေးတခုပြောတာမဟုတ်ပါဘူး။ခင်ဗျားတို့ကျွန်တော်တို့တွေတုံးနေတဲ့ Facebook, Google, Telegram အဲ့တော်တွေကိုပိတ်ပစ်လိုက်တာလောက်လဲရိုးရှင်းတဲ့ကိစ္စမဟုတ်ပါဘူး။ဒါဟာနိုင်ငံတခုလုံးကို digital အကျဉ်းထောင်အဖြစ်ပြောင်းလဲပြစ်တော့မဲ့စီမံကိန်းတခုရဲ့အစပဲဖြစ်ပါတယ်။ဒါကိုစစ်ကောင်မရှင်ကစတင်လိုက်တာဖြစ်ပါတယ်။စဉ်းစားကြည့်ပါ။ ျွန်တော်တို့ခင်ဗျားတို့တွေ online ပေါ်ကလှူရှားမှုတိုင်းကို အသေးစိတ်အမှုမြူလိုမျိုးအစင်လောက်အထိစီစစ်ထောက်လန်းပြီးတော့လောကထိတ်ချုပ်ခံရတော့မှဆိုရင်ဘာဆက်ဖြစ်မလဲဒါဟာထိတ်လန့်စရာမဟုတ်ပါဘူးအကြံပြုချက်တွေနဲ့ဘယ်လိုလုပ်သင့်လဲဆိုတာတွေကအစတုတ်တက်တင်ပြထားတာဖြစ်ပါတယ်ဇလန်းက VPN ဥပဒေဂျမ်းဆိုတဲ့စစ်ကူတရွက်ကနေစတာပါ SS now ရဲ့အဆိုအရဆိုရင်စစ်ကောက်စီရဲ့အဲ့ဒီဥပဒေကျမ်းဆိုတာက online လောလတ်ခွင့်ကို lower ဖြက်စည်းမဲ့အဆီဇင်တစ်ခုပါပဲဒါပေမဲ့အဲ့ဒီအဆီဇင်ရဲ့နောက်ကွယ်မှာကပို့ပြီးတော့ကြောက်စရာကောင်းတဲ့ကစားသမားတွေရှိနေတာပါ Justice for Myanmar ရဲ့ဖော်ထုတ်ချက်မှာပဲတရုတ် company Git Networks မြန်မာပြည်ရဲ့ internet gateway တွေမှာမြန်မာပြည်ရဲ့ internet gateway တွေမှာ deep packet inspection DPI နည်းပညာတွေတက်ဆင်နေတယ်လို့ဆိုထားပါတယ် DPI ဆိုတာကရိုးရိုး ဘလော့ဒီပုံစံမျိုးလောက်တဲ့အခြေအနေမဟုတ်ပါဘူးကျွန်တော်တို့ခင်ဗျားတို့ရဲ့အင်တာနက်အသွာလာတိုင်းကိုအသေးစိတ်ဖောက်ထွင်းပြီးတော့အချက်လက်မှတ်သမျှစစ်ဆေးနိုင်တဲ့ဤပညာတစ်ခုပါဒါပေမဲ့ဒါဟာလည်းဇလန်းရဲ့အစပဲရှိပါသေးတယ်အေယာဝတီရဲ့တင်းမှာတွေ့ရတာအခြေအနေကဒီစီမန်ကရဲ့နောက်ွက်ကဘသူတွေပါနေလဲဘသူဖြစ်နေလဲဆိုတာကျွန်တော်တို့ခင်ဗျားတို့သိရင်ပုံပြီးတုံ့လောက်သွားပါလိမ့်မယ်အခုလို့စီမံကိန်းရဲ့ ခေါင်းဆောင်ဆိုတာကတရုတ်ရဲ့နာမည်ကျော် Great Firewall ကိုဖန်တီးခဲ့တဲ့သူဖန်ဘင်ရှင်းကိုတိုင်ဖြစ်နေတာပါပဲဒီကိစ္စကိုရှင်းအောင်ပြောရင်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအင်တာနက်ဖြတ်တောက်မှုတွေနဲ့ VPN တွေပိတ်ဖို့ဆိုတဲ့အခြေအနေတွေကြိုးပမ်းမှုတွေကအစပြုတဲ့အခြေအနေမူကြမ်းတက်တက်သဘောပါပဲအခုအဲ့ဒါကိုအကြမ်းဖျင်းရေးဆွဲပြီးကော့ကဲမဲ့အစီအစဉ်ကစပါပြီဒါဟာတရုတ်ကသူ့ရဲ့အထင်ကရ ဖိနှိပ်နီးပညာကိုစက်ကောက်စီလက်ထက်ထည့်ပေးလိုက်ရုပ်တည်းမကပါဘူးအဲ့ဒီဖိနှိပ်ရဲ့အတွေ့အခေါ်နဲ့ဘူရဲ့ဖခင်ကိုပါဓာတ်ရိုက်ခေါ်သွဲလာတာပဲဖြစ်ပါတယ်ဘာဖြစ်လို့ဒါတွေကအရေးကြီးလဲဆိုရင်ကျွန်တော်တို့ဒါတွေကိုတေချာမြင်ကြည့်ပါစဉ်းစားကြည့်ပါတင်နှက်နဲ့တိုက်နေတဲ့စစ်ပွဲတစ်ခုမဟုတ်တော့ပါဘူးဒီစစ်ပွဲဟာကျွန်တော်တို့ခင်ဗျားတို့ရဲ့ screen ပေါ်မှာခင်ဗျားတို့ရဲ့ဖုန်းထဲမှာတိုက်နေရတဲ့အခြေအနေဖြစ်သွားပါပြီလူတိုင်းနဲ့သက်ဆိုင်ပါတယ် ကျွန်တော်တို့ခင်ဗျားတို့တာတာကြီးကအဆင်ပြေတယ်ဆိုရက်ထင်နေတဲ့အချိန်မှာသူတို့ရဲ့ထောင်ချောက်ကစနစ်တကျကိုကျူပြီးတော့စောင့်နေတာဖြစ်ပါတယ်။ပုတ်တက်ပြရမယ်ဆိုရင်နံပါတ်1အာနာရှင်တို့ရဲ့အကြီးမားဆုံးကြောက်ရွံ့မှုဟာတရင်အချက်လက်လွတ်လပ်စွာစီးဆင်းနေတာပဲဖြစ်ပါတယ်။စစ်ကောက်စီကဘာလို့တော့လှုပ်ချင်တာလဲဆိုရင်သူတို့ဟာလူထုကိုအမှန်တကယ်ဖြစ်ပျက်နေတဲ့တရင်တွေကလည်းဝက်ဖြတ်တောက်ပြီးသူတို့ထိတ်ချုပ်ထားတဲ့တရင်တွေကိုပဲအဆက်မပြတ်ကျွေးချင်တာဖြစ်ပါတယ်။ တော်လိုက်တက်တွေကတိုက်ပွဲတွေတိုက်တယ်မြေပြင်မှာအနိုင်ရတယ်ဆိုတဲ့အခြေအနေကျွန်တော်တို့ခင်ဗျားတို့ screen ပေါ်မှာဘယ်လိုပေါ်လာမလဲဆိုရင်မင်းအောင်လာရဲ့ဖျားထီးတင်တဲ့ပုံတွေလိုမြင်ရအောင်သူတို့ကဖန်တီးချင်နေတာဖြစ်ပါတယ်။ဒါဟာလူထုကိုစိတ်ပိုင်းဆိုင်ရာအရာအနိုင်ယူပြီးတော့ digital echo chamber လို့ခေါ်တဲ့ကိုပြောတဲ့စကားကိုပြန်ကြားပြီးတော့ဒါဟာမှန်တယ်ဆိုတဲ့ထင်နေတဲ့အခန်းကြီးလေးတစ်ခုတည်းပိတ်လောင်ဖို့ကြိုးစားတဲ့သဘောနဲ့တူပါတယ်။ လူတွေအတွေးမြင့်မတူတော့ဘူးဆိုရင်တော်လန်ရေးဆိုတာမရှိတော့ပါဘူးနံပါတ်2ကဒီအချက်လက်တွေကစိတ်မျက်နှာအစ်တစ်ခုဖွင့်လိုက်တာနဲ့တူတူပါပဲတော်လန်ရေးဖက်ကနေဆိုရင်အင်တာနက်ဆိုတာအောက်ဆီဂျင်လိုပါပဲဒေါ်လိုက်တက်ဖွဲ့တွေ CDN တွေနံပါတ်ကြီးတွေ influencer တွေတက်ကြွလှုပ်ရှားသူတိုင်းစိတ်မျက်နှာသတင်းတွေနိုင်ငံရေးပညာပေးအချက်လက်တွေပြောဆိုချက်တွေရန်ပုံငွေစီစဉ်မှုလိုအပ်ချက်တွေအလုံးအလုံးအင်တာနက်ကနေအလေးမြန် ဖြန့်ဝေနေကြတာပဲဖြစ်ပါတယ်။ဒီတော့ဒီလိုမျိုး fire hose ဆိုတာအဲ့ဒီအောက်ဆီဂျင်ပိုက်လိုက်တစ်ခုကိုညက်ပြီးတော့ဖြတ်မဲ့အကြီးတစ်ချောင်းလို့ ਨੇ တူတူပါပဲ။အင်္ဂလိပ်ဘောင်ခံလိုက်တာ ਨੇ တူပါတယ်။ဒါပေမဲ့ဒီတက်ပို့ပြီးကြောက်စရာကောင်းတာကကျွန်တော်တို့ခင်ဗျားတို့ရဲ့စိတ်ကတ်နဲ့ချိတ်ထားတဲ့ internet သုံးဆွဲမှုတိုင်းဟာ digital permanent record တစ်ခုဖြစ်လာပါတယ်။ ဒါဟာရည်ရချက်ရှိရှိလူတွေကိုစောင့်ကြည့်ချိန်ချောက်ပြီးတော့ကိုကိုကိုပြန်ပြီးတော့စင်စာပြန်လုပ်အောင်တံပြန်ဖိအားပေးတဲ့နီးပါ။ငါဒီစကားပြောနေလို့ငါအန်ဒီရရှိတဲ့ဆိုတဲ့အခြေအနေမျိုးဖြစ်သွားတော့ပါ။ငါဒီသတင်းတွေ share ရင်ဒီသတင်းတွေပြောရင်ဆိုရင်အဖမ်းခံရနိုင်တဲ့ဆိုတဲ့အတွေ့မျိုးအခုမဖြစ်တော့တစ်ချိန်ချင်းဖြစ်အောင်ငါတို့သိတဲ့ဆိုတဲ့အချက်လက်မျိုးယူထားတော့ပါ။လူတို့ရဲ့အုံနောက်ထဲကိုအဲ့ဒီ mindset တစ်ခုထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီစစ်ပွဲကိုကျွန်တော်စတင်ရင်ဆိုင်နေရတာဖြစ်ပါတယ်။နံပါတ်၃ချက်ကတော့ ဒီကိစ္စကတွေယိုတာယိုပြည်တွင်ဒီဂျစ်တယ်ပိတ်ဆို့မှုတစ်ခုမဟုတ်ပါဘူးဖိနှိပ်မှုတစ်ခုမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုရင်တရုတ်နဲ့သက်ဆိုင်နေတယ်တရုတ်ကသူ့နိုင်ငံရဲ့အထင်ကရဖိနှိပ်ရည်နီးပညာကြီးတစ်ခုကိုဘာလို့စစ်ကောက်စီလက်ထက်ထည့်ပေးလိုက်တာလဲဒါဟာ UUC ဘာကြီးကိစ္စတစ်ခုမဟုတ်ပါဘူးတရုတ်ရဲ့ဒီဂျစ်တယ်စစ်ရိုးလို့ခေါ်တဲ့ခက်တဲ့ပိုလန်မပိုပြီးကြီးမားတဲ့ပထဝီနိုင်ငံရဲ့အစီအစဉ်တစ်ခုရဲ့အစိတ်ပိုင်းလို့ပြောလို့ကြပါတယ် တရုတ်ကမြန်မာနိုင်ငံကိုသူ့ရဲ့ digital ကပါတဲ့ဆွဲသွင်းပြီးတော့ငါတို့ရဲ့ပြည်နယ်ငါတို့ရဲ့နိုင်ငံပုံစံမျိုးလောက်တဲ့သဘောနဲ့တူပါတယ်မြန်မာပြည်သူတွေရဲ့အချက်လက်တွေကိုလို့တလို့စောင့်ကြည့်ထိချုပ်နိုင်တဲ့စနစ်တစ်ခုကိုဖန်တီးတုတ်ပြူလာဖြစ်ပါတယ်အဲ့ဒီစနစ်ရဲ့အောက်မှာတရုတ်မြန်မာနယ်စပ်ဒေသမှာတည်ငြိမ်မှုရဖို့လိုမျိုးစီးပွားရေးလုပ်ငန်းတွေမှာသူတို့ရဲ့လွှမ်းမိုးမှုတိုးမြင့်နိုင်ဖို့ပြီးရင်တရုတ်ရဲ့ cyber လုံခြုံရေး policy တွေကိုတခြားနိုင်ငံတွေမှာပါချဲ့ထွင်ဖို့ အဖြစ်ဖြစ်အဲ့ဒါတွေကိုလှုပ်ဆောင်သွားနိုင်တဲ့အခြေအနေပါဒါဟာအာနာရှင်နိုင်ငံတနိုင်ငံကနေနောက်ထပ်အာနာရှင်စံတဲ့အပိုင်းဝိုင်းအဖွဲ့စည်းတစ်ခုစီကိုဖိနှိပ်ရည်နည်းပညာတွေအတွေးခေါ်တွေကိုလက်ကမ်းပြီးတင်ပို့နေတာပဲဖြစ်ပါတယ်ဒါဟာနိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့အစည်းအဝေးခန်းမထဲမှာမဆွေးနွေးနိုင်တဲ့အမောင်ကဘာကကိစ္စတွေနဲ့တူပါတယ်ဆိုလိုတာသဘောပေါက်ပါပါဒီတော့ဒီ season ကဘယ်လိုမျိုး အသက်ဝင်နေပြီးတော့ဘယ်လိုလုပ်နေလဲဆိုတာကိုပြောပြချင်ပါတယ်။ဥပမာနာမည်တလားလောက်အတွင်းမှာသူတို့လုံလောက်နိုင်တာတွေကလောလောဆယ်မှာ VPN ဥပဒေချမ်းအတည်ပြုလိုက်ပြီးအင်တာနက်ဝန်ဆောင်မှုပေးကုမ္ပဏီတွေကိုဖိအားပေးလာနိုင်ပါတယ်။ဒါဟာစီစဉ်ထားပြီးသားကျွန်တော်တို့ခင်ဗျားတို့သုံးနေတဲ့ VPN ဥပမာ Express VPN လို့ brand တွေရုတ်တရက်အလုပ်မလုပ်တော့တဲ့အခြေအနေမျိုးကြုံလာနိုင်တယ်။အစိုးရရဲ့စိတ်အစိုးရရဲ့ဝါဒဖြန့်ချီ website တွေက လွယ်ပြီးကျန်တဲ့ website အကုန်လုံးဝင်မရတော့လို့ ဝင်လို့ရရင်တောင်မှအလွန်အမင်းနေကွေးသွားတာတို့ဖြစ်လာနိုင်ပါတယ်။ဒါဟာအချိန်အတူတင်းတလောက်လောက်အတွင်းမှာဖြစ်လာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဒီတောက်လေးလောက်လောက်အတွင်းမှာဆိုရင်တော့ဒီ network တက်ဆင့်နေပြီဖြစ်တဲ့ DPI နီးပညာတွေအပြည့်အဝအသက်ဝင်လာမှာဖြစ်ပါတယ်။ဒါဟာတောက်လောက်လောက်ပဲလို့ပါတယ်။အခုကစတဲ့အတုပ်ပြူနေတာပါအပြေဝလက်ပတ်ဖို့တောက်လာလောက်လို့ပါတယ်တရုတ်နိုင်ငံရဲ့ great firewall လို့ပဲ internet စီစစ်မှုတိုင်းကိုစီစစ်ပြီးတော့ မလိုလားအပ်တဲ့အရာမှန်သမျှအလိုလျောက်ပိတ်ဆို့နိုင်တဲ့စနစ်မျိုးကိုတည်ဆောက်နိုင်ပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်ပြောခဲ့သလိုပဲ VPN ကိစ္စထက်အများကြီးပိုပြီးဆိုးရွားတဲ့အခြေအနေဖြစ်သွားတာပါ။ Internet line ဖြတ်တောက်ခံထားရသလိုအခြေအနေနဲ့အတူတူပါပဲ။မြောက်ဒီကြည့် MRTV ကြည့်သူတို့ပြောတဲ့စစ်လော့ဘီတည်င်းလေးကြီးဆိုတဲ့အခြေအနေဖြစ်သွားတာပါ။ ဒီကနေပြီးတော့နောက်ထပ်တနည်းနည်းလောက်အတွင်းမှဆိုရင်တော့မြန်မာနိုင်ငံဟာတေချာတေချာပေါက် digital အကျဉ်းထောင်တစ်ခုဖြစ်လာနိုင်ပါတယ်အာနာရှင်စနစ်ကတပ်ဆင်ထားတဲ့ digital infrastructure တွေအပေါ်မှာမိခိုပြီးတော့ internet ကိုအသုံးပြုရတဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်အချက်လက်တွေဖိနှိပ်မှုတွေစနစ်တကျနဲ့ကြကြပြက်ပြက်လှုပ်ဆောင်လာနိုင်ပြီးတော့စစ်ကောက်စီပေးပို့တဲ့တည်င်း စစ်ကောက်စီကလိုလားတဲ့တရင်အချက်လက်တွေကိုပဲလူထုဟာစားသုံးရတော့မဲ့အခြေအနေလက်ခံရရှိတော့မှာဖြစ်ပါတယ်။ဒါပေမဲ့တိထားဖို့ကအရာရာတိုင်းကိုထိချုပ်လို့မရဘူးဆိုတာကိုသူတို့သတိထားဖို့လိုပါတယ်။ firewall တွေဘလောက်ပဲမြင့်နေပါစေအဲ့ဒီရဲ့အပေါ်ကနေပြန်တန်းနိုင်တဲ့လက်ထားတွေအများကြီးရှိနေပါတယ်။ပြီးတော့အဲ့ဒီ digital စစ်ပွဲမှာကျွန်တော်တို့ရဲ့မဟာဗျူဟာအပိုင်းကပြန်ပြီးတုံ့ပြန်ဖို့ဘာဖြစ်မလဲ။တော်လိုင်းအင်အားစုတွေ အခုကျွန်တော်တို့မြေပြားရဲဘော်တွေအတွက်ဒါဟာအသက်ရှင်ရေးအတွက်ကြီးမားတဲ့စိတ်ခေါ်မှုတစ်ခုပါပဲကျွန်တော်တို့လို public speaker media တွေအားလုံးပဲပြည်တွင်းအခြေစိုက်တွေအားလုံး idea ရှိတော့ပါလေ VPN ကောင်းကောင်းသုံးရုံနဲ့မလုံလောက်တော့ဘူးဆိုတာသဘောပေါက်ဖို့လိုပါတယ်ပို့ပြီးတော့အစင်းမြင့်တဲ့လုံခြုံရေးနည်းစနစ်တွေနည်းပညာတွေလိုအပ်လာပါတယ်လောဝလုံခြုံတဲ့ဆက်သွယ်ရေးစနစ်တွေကိုတည်ဆောက်ဖို့လိုအပ်လာပါပြီဆိုလိုချင်တာကအဲ့ဒီနည်းပညာအတွက်အလွယ်တကူ ပြင်ဆင်ထားတဲ့ရံပုံငွေကျွန်တော်တို့မှမရှိပါဘူး။အဲ့ဒီပညာတော်ရံပုံငွေလိုပါတယ်။ဒါဟာအလူငွေမဟုတ်ပါဘူး။ကျွန်တော်တို့ခင်ဗျားတို့ရဲ့အနာဂတ်လောလတ်ခွင့်ကိုကာကွယ်ဖို့ယင်းဒီမြုံနဲ့တောင်နဲ့တူပါတယ်။ကျွန်တော်တို့ဆက်လက်ပြီးရုပ်ကံမလား။ရှောင်းတိမ်ပြီးတော့လက်လျူရှုပြီးတော့တင်နေရပါဇက်မြုံမလားပြပထွက်မလားအဲ့လိုခြေအနေနဲ့ဖြစ်သွားပါပြီ။စကောက်စီဘက်ကသူတို့ရဲ့အမြင်မှာဒီနီးပညာကို တေချာပါသူတို့ရဲ့ရန်သူတော်တွေကိုအပိသက်ခြေမုပ်ပဲကျိုးကြိုက်မယ်ဆိုတဲ့အန်တီမလက်နက်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့စဉ်းစားကြည့်ပါ။တမိုင်းကပင်ငန်းစာပေးပြီးသားပါ။ဖိနှိပ်မှုဟာပုံကံမှုကိုပို့ပြီးတော့ကြီးထွားစေတဲ့အခြေခံသဘောတရားရှိပါတယ်။ဤပညာပိုင်းဆိုင်ရာဖိနှိပ်မှုတွေဖိအားတွေများလာတာနဲ့အမျှလူတုဟာလည်းပို့ပြီးတော့အဲ့ဒီပေါ်မှာရုပ်ကန်ရင်လိမ္မာပါဏက်ကြံစတီထွင်လာနိုင်မှာဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေအနေနဲ့ဘာမှကူညီဖို့တော့မမျှော်လင့်ပါဘူးဒါပေမဲ့နိုင်ငံတကာကတိတ်ဆိတ်နေတယ်ဆိုတာကိုတော့သိဖို့လိုအပ်ပါတယ်ဘာမှမလုပ်တာဟာစစ်ကောင်စီကိုအဲ့လိုနီးပညာတွေစက်တိုက်ပုတ်ခွင့်ပေးလိုက်တာနဲ့တူတူပါပဲနိုင်ငံတကာအတိုင်းဝိုင်းက digital repression ကိုရှုတ်ချပြီးတော့တော်လိုင်းအင်အားစုတွေရဲ့ digital security ကိုဓာတ်ရိုက်ကူညီထောက်ပံ့ဖို့လိုအပ်ပါတယ်နိုင်ငံရေးတပ်သမားရေးအရေးတကြီးပြောဆိုဖို့လိုပါတယ်ဒီတော့ တို့ရဲ့နောက်ထပ်ထောင်ချောက်တစ်ခုဟာကျွန်တော်တို့ခင်ဗျားတို့ရဲ့ဖုံးထဲမှာအတင်းဆောင်နေတဲ့အခြေအနေတစ်ခုရှိပါသေးတယ်။အဲ့ဒါကသူတို့ခွင့်ပြုထားတဲ့တည်င်းအချက်လက်ကိုပဲခင်ဗျားတို့ရဲ့ကျွန်တော်တို့ရဲ့အုံနောက်ထဲကိုအချိန်နဲ့တပြေးညီယုံချင်းယုံမယုံချင်းနေကျွေးမှာပါ။အဲ့ဒီအတွက်လဲဒေါ်လာတန်းချီအကုန်ကြောက်ခံပြီး digital တိုင်းတွေတည်ဆောက်နေတာဖြစ်ပါလေ။ဒါဟာအဓိကအချက်ပါ။ဒါဟာ ideology ကိုတင်းတက်တာပါ။ကျွန်တော်တို့ဘက်ကဘာတွေပြင်ဆင်ပြီးပြီလဲ။ ပြောခဲ့သလိုပဲအတင်းနဲ့ပြည့်တဲ့စစ်ပွဲတခုတော့မဟုတ်တော့ဘူး information war cyber war တွေပါပေါင်းဆက်ပါဝင်လာပါပြီဒီတော့ digital စစ်မျက်နှာမှာရှေ့ကတိုက်ပေးနေတဲ့ဤပညာအဖွဲ့တွေကိုခင်ဗျားတို့ကျွန်တော်တို့တွေအတက်နိုင်တဲ့လောက်ထောက်ပံ့ဖို့လိုတယ်ကျွန်တော်တို့တို့မျိုးပြောဆိုပြီးတရင်ချက်လက်တွေပေးပို့နေတဲ့အမိပြင်အဖွဲ့တွေလုံခြုံရေးတက်နိုင်တဲ့လောက်ပေါ့ဗျာထောက်ပံ့တာမျိုးပံ့ပိုးပေးဖို့လိုပါတယ်အလူငွေကောက်ခံနေတာမဟုတ်ပါဘူး ဒါဟာအဲ့ဒီ firewall ကိုဖောက်ပြီးတော့ပြောဆိုရမယ့်ကန်တာတွေအချက်လက်ရယူရမယ့်တည်င်းချက်လက်တောင်းဆိုရမယ့်ကန်တာတွေကိုဆက်လက်လှုပ်ရှားဖို့ဖြစ်ပါတယ်သူတို့ဟာ firewall မိတတိုင်းကြီးတစ်ခုကိုတည်ဆောက်နေချိန်မှာကျွန်တော်တို့ခင်ဗျားတို့ကအဲ့ဒီတတိုင်းကိုဖောက်မဲ့ကြီးစံတထောက်ချင်းစီဖြစ်လာနိုင်တယ်ဆိုတာကိုတင်ပြချင်တာပါအကြံပြုချက်ပေါ့ဗျာလက်ရှိမြန်မာနိုင်ငံရဲ့ digital 3 landscape ပေါ့ဘင်ကွင်းဟာတော်တော် ရှုပ်ပါတယ်အဲ့ဒါကိုရှောင်ရှားဖို့ အန်ဒီရမဖြစ်အောင်တွာလာနေထိုင်သုံးဆွဲဖို့ကျွန်တော်တို့လိုမျိုးစပီကာမီဒီယာတွေသတင်းတွေလုံနေလူတွေအတွက်ပို့ပြီးတော့ခိုင်မာတဲ့နီးနားတွေကိုတုံးဖို့လိုအပ်လာတယ်အာနာပိုင်းတွေရဲ့ Great Firewall ဆိုတာကအင်တာနက်ထိချုပ်မှု network အတော်အလောက်ကိုစောင့်ကြည့်တာဖြစ်ပါတယ် traffic ပါ network traffic လို့ခေါ်ပါတယ်အချက်လက်တွေကိုဖြတ်တောက်တာမျိုးအတော့ပြုတဲ့သူတွေကိုခြေရာခံဖို့အဓိကတိစောက်ထားတာဖြစ်ပါတယ် internet service provider ISP တွေရဲ့ပြားပေးမှုအောက်မှာရှိနေတဲ့အတွက်တာမန် online မှာပြောဆိုလှုပ်ရှားနေတဲ့သူတော်မှအန်တီရရှိနိုင်ပါအခုမရှိရင်တော့တစ်ချိန်အရေးယူလို့ရအောင် data ဆွဲထုတ်ပြီးတိုင်ထားပြီးသားဖြစ်တယ်ဒါဟာအချက်လက်ကိုပြောပြတာပါကြောက်စရာမဟုတ်ပါဘူးကျွန်တော်တို့လည်းကိုယ်တိုင်ပါဝင်နေတာပါဒီချိန်နေမှာ news media တွေ public speaker media တွေလူခွေလှုပ်ရှားသူတွေတခြားတခြားမြေပြင်က ground ကနေပြီးတော့ပေးပို့တဲ့တည်ရင်အမြင့်တွေအချက်လက်စုဆောင်တဲ့ကန်တော့ပိုင်းအစစ်စစ်တိုင်းမှာကျွန်တော်တို့တွေအတွက်ပြင်းထန်တဲ့လှုပ်ရှားရေးဆရာဆိုင်ဂုံမှုတွေဖန်တီးနေတာပါအဓိကကြုံရတာကကျွန်တော်တို့ပါဘက်ပြည်သူတွေကအဲ့လောက်ထိမဟုတ်ပါဘာဖြစ်လို့လဲဆိုရင်အကြံပြုရင်းနဲ့ပြောပြပါမယ်အဲ့ဒီအတွက်လှုပ်လို့ရတဲ့နေ့ကနံပါတ်1 VPN အသုံးပြုတော့ကိုစီမံခန့်ခွဲပါ ရုပ်ကြည်ရလာတဲ့ provider အချက်လက်တွေကိုရောင်းချနိုင်တဲ့အခမဲ့ VPN တော့လို့မရတော့ပါဘူး အခမဲ့ VPN အတိုင်းဟာမလုံချုပ်ပါဘူးအဲ့လိုပဲ VPN အတိုင်းဟာလည်းမလုံချုပ်ပါဘူးအဲ့ဒီလိုပဲ firewall အတိုင်းဟာလည်းလုံချုပ်နေတာမဟုတ်ပါဘူးဒီပတ်နိုင်ငံတွေကနေလုံချုပ်ရေးစံနှုန်းအောင်မခန့်ချက်အပြည့်ရှိတဲ့ VPN တွေကိုရွေးချယ်အသုံးပြုဖို့လိုပါတယ်အဲ့ဒီမှာတစ်ခါအဓိက firewall ကိုဖောက်ဖို့အတွက်ဆိုရင် VPN မှာပါတဲ့နော်ကျွန်တော်တို့ ခြေရဖြောက်ခြင်းလို့ခေါ်တဲ့ဟာကိုတုံးဘူးလို့တယ်အဲ့ဒီဟာကဘယ်လိုနည်းနဲ့မှအလကားမရပါဘူးဘာဖြစ်လို့လဲဆိုရင်အဲ့ဒီဟာကိုတိဆောက်ပြီး VPN ထဲမှာထည့်သွင်းပေးပြီးတော့ဝန်ဆောင်မှုပေးဖို့ဆိုတာကငွေကုန်ကြေးကြအလွန်ကိုများတဲ့ဟာပါ steer လို့ပါလို့ပါပါတယ်အဲ့ဒီလိုမျိုးပဲဥပမာ proton VPN မှာဆိုရင်အဲ့ဒီ steer ဥစ္စာပါပါတယ် firewall မှာပဲဒါဟာ VPN တုံးနေတဲ့လူမဟုတ်ဘူးဆိုပြီးတော့ထင်စေတဲ့ အခြေအနေတစ်ခုကိုဖန်တီးထားတာဖြစ်ပါတယ်။အဲ့လိုမျိုးသုံးရင်မသိနိုင်ပါဘူး။ဒါကတော့ကျွန်တော်တို့လိုမျိုးအတွက်ပြောပြတာပါ။ Starlink လက်လန်းမမီတဲ့အခြေအနေမှာသုံးရမျိုးပါ။ဒီတော့နောက်တစ်ခုကအဲ့ဒီလိုမျိုးအခြေအနေမှာပဲ VPN ချိတ်ဆက်မှု ပြတ်တောက်သွားတာမျိုးအခြေအနေမှာအင်တာနက်ချိတ်ဆက်မှုကိုပါချက်ချင်းဖြတ်တောက်ပေးတဲ့ scale switch function ကိုအမြဲဖွင့်ထားဖို့လိုပါတယ်။ဂျာတဲ့မှာ IP address ကိုတည်ွားနိုင်တဲ့အခြေအနေကိုရှောင်ရှားတာပါ။ VPN ပိတ်တာနဲ့ internet ပိတ်အဲ့ဒီပုံမျိုးဆိုလို့တာ protocol selection တိတိကျကျရွေးဖို့လို့တဲ့ကျွန်တော်တို့ open VPN တွေမှာ TCP UDP တို့ wire guard တို့လိုမျိုးလောက်ချုပ်စိတ်ချရတဲ့ protocol function တွေပါတဲ့ဟာတွေကိုရွေးဖို့လို့ပါတယ်နောက်တစ်ခုကကိုယ်တိုင်ကောက်ကွယ်မရတာပါအချက်လက်ကိုကိုယ်တိုင်ကောက်ကွယ်ဖို့လို့တယ်ဒီတော့အဲ့ဒါကပြည်သူတွေအားလုံးနဲ့ဆိုင်ပါတယ်ဓာတ်ပုံတွေ video တွေစာရွက်စာတမ်းတွေ အဲ့မှာပါဝင်တဲ့ EHIF data ပေါ့ဗျာဒီနေရာအချိန် device အမျိုးအစားတောက်တာတွေအဲ့ဒါတွေကိုတိတက် software တွေနဲ့ဖျက်ရှားပြီးမှသာဝင်သိမ့်ပါတယ်ဥပမာကျွန်တော်တို့ screenshot ရိုက်ထားတဲ့စာ file တစ်ခုမှဆိုရင် meter data ပါပါတယ်အဲ့မှာသာအခြေလေးတစ်ခုနေရာလေးတစ်ခုပေါဝိုင်းဘယ်လိုနည်းမှမလွတ်ပါဘူးဒီတော့အဲ့ဒါမျိုးကိုသိချာ software နဲ့ဖယ်ရှားဖို့လိုပါတယ်နောက်တစ်ခုက browser browser တိုင်းဟာမလုပ်ချုပ်ပါဘူးအထူးသဖြင့် လူသုံးအများဆုံးဖြစ်တဲ့ crow browser ဆိုလောက်ချော်တယ်ထင်လို့လားမလောက်ချော်ပါဘူးကျွန်တော်တို့ရဲ့ data အများကြီးပေးထားတာကျွန်တော်တို့ဒါ media သမားတွေဆိုတော့ဒါကိုမလောက်ချော်ဘူးပေါ့ဒါပေမဲ့ပြည်သူတွေကတော့တောက်လို့ရတယ်ဘာဖြစ်လို့လဲဆိုရင်ကာချီတွေကရိယာဒါ history တွေနော်တောက်ခဲ့တဲ့မြအခြေအရာတွေကိုတတ်ရှင်းလောက်ပေးနေတာနဲ့တည်းရတယ်ပြီးတော့တောက်တဲ့အတိုင်းဟာနိုင်ငံရေးလှုပ်ရှားမှုသူတို့ပြောဆိုမှုတွေမှာမဟုတ်တဲ့အခြေအနေမှာတည်င်းချက်လက်ပိတ်ဆို့မှုလောက်ပဲခံရမှာပါ ျွန်တော်တို့တွေမျိုးကြတော့ဒါကိုဒီဇိုင်းမှန်မှန်လုပ်တဲ့အတွက်ကြောင့်တခြားဟောက်ရွေးရပါတယ်ဥပမာတောဘရာဝါတို့ကျက်သွန်ဒီဒီဇိုင်းပေါ့အဲ့ဒါကအလွန်အရေးကြီးတယ်လှုပ်ချုံမှုအမြင့်ဆုံးလိုအပ်တဲ့အချက်လက်ကို ပေးပို့ဖို့အတွက်အသင့်တော်ဆုံးပါပဲဒါပေမဲ့သူဟာ line ဆွဲအားနေပါတယ်ဘာလို့ဆိုရင်အဲ့ဒီလှုပ်ချုံရေးတွေ AD တွေလင်းနေအဲ့ဒါမျိုးပို့တာတွေသွားခိုင်းတာတွေဝင်ခိုင်းတာတွေဟာသူတို့ဟာသူတို့ပယ်ချတဲ့အခြေအနေပါသူတို့လိုချင်တာကလှောင်ရှားမှုတွေကိုခြေရခံလို့မရအောင် ကူညီပေးတဲ့အတွက်အင်တာနက်အမြန်နှုန်းနေကွေးစေပါတယ် break brower ချင်းသိခေါင်းပုံနဲ့ top brower အဲ့ဒါတွေကလှုပ်ချုပ်ပါလေအပေါ်မှာကိုပဲ auto ဝင်လာတဲ့မြတ်ခြေရခံမရအောင်ကူညီပေးတဲ့ fashion တွေပါပါတယ်နံပါတ်၃ချက်ကတော့ digital footprint ကို short ချဖို့လိုတယ်ဒါဟာဘယ်လိုပြောရမလဲဆိုရင် dedicated account တွေပေါ့ဗျာကျွန်တော်တို့ ပုံရိပ်နှစ်ခုထပ်ခွဲဖို့လိုတယ်။ virtual မှာကျွန်တော်တို့ရဲ့ virtual account ဒီတော့အဲ့ virtual account ပဲအမေနိုင်ငံရေးဒေါ်လာရေးအခမ်းအနားတွေမှာသုံးမဲ့ account သုံးမဲ့ဖုန်းသုံးမဲ့ဟာဆိုပြီးတော့တိတိခွဲထုတ်ဖို့လိုတယ်။ဒါဟာအလောက်ချောဆုံးနှီးပါပဲ။ show web ပြောဆိုချက်တွေအချက်လက်တွေပေးပို့တာတွေလှူရှားမှုတွေအတွက်ကျွန်တော်တို့ကိုယ်ပိုင် account တွေနဲ့မရော novel နဲ့တိတိ digital account တစ်ခုကိုသုံးသင့်ပါတယ်။ဖုန်းကအစအတိတ်သုံးနိုင်ပိုကောင်းပါတယ်။ အဲ့ဒါကတော်တော်လေးအဆင်ပြေတယ်ဖုံးမှာပါတခါစင်ကတ်ကိုမက်ပုတ်မတင်လာတဲ့ဟာမျိုးနဲ့သုံးနိုင်တာမျိုး wifi နဲ့ဆိုတော့ပြဿနာမရှိဘူးနောက် gmail ကျွန်တော်တို့ social media မှာ personal account ဒီဖက်မှာသုံးမဲ့ account ကနောက်တစ်ကောက်တီးတန့်ဖက်ထုတ်ပြီးတော့နိုင်ငံရေးသတင်းတွေပါတယ်ကြည့်တာမျိုးသုံးလို့ရတယ်ပြဿနာမရှိဘူးဘာဖြစ်လို့လဲဆိုရင်ပျော်တိုင်းလှုပ်လို့အကုန်လုံးဖမ်းမရမှာကျွန်တော်တို့လိုမျိုးဆိုရင်အန္တရာယ်ရှိတယ် ကြီးတမားလေးလောက်တော့ပြဿနာမရှိဘူးဘာလို့ဆိုရင်အားလုံးလိုက်ဖမ်းလို့မလိုအပ်ဘူးကျွန်တော်တို့လိုမျိုးဥစားပြီးတော့ပြောဆိုနေတာတွေကဒါသူတို့တက်ပိတ်ဆို့ရမယ်နော်ဖတ်တားရမယ်ဖမ်းဆီးရမယ်ဆိုတာတွေရှိတယ်ဒီတော့ကျွန်တော်တို့ကပို့ပြီးကောက်ွယ်ဖို့လိုတယ်မိဘပြည်သူတွေနည်းနည်းကတော့ကျွန်တော်တို့အခြေခံအချက်တွေတွေကောက်ွယ်ပြီးဟိုမလွင်ဘာမှမပြောဘဲနေတာမျိုးနဲ့တောင်းရင်ဘာမှမဖြစ်ဘူး Facebook လို့ဘာလို့ကပို့ဆိုးပါတယ် နောက်တစ်ခုကတော့အချင်းချင်းပြောဆိုဆက်သွယ်တဲ့အလုပ်ချုပ်စုကစစ်ကနေပါစစ်ကနေဟာပါရှင်အောင်မပဲကြားဖြတ်ယူလို့မရတဲ့အချင်းနေဘက်အစိုးရမှလည်းအဲ့ဒီပြောနေတဲ့နေရောက်ကြတာအချက်လက်ကိုယူထုတ်လို့မရဘူးကျွန်တော်ဟာစစ်ကနေမှာ channel ရောဂရုရောပြန်ထောင်းပါမယ် VPN ခံရတဲ့ဆိုပေမဲ့ तू ကခြေရလက်ရဘာတစ်ခုမှမကြံတဲ့အတွက်တော်တော်လေးလှုပ်ချုံရက်ပြောဆိုမှုအချင်းနေတစ်ခုပေါ့ဗျာ Telegram လောက်တော့ feature မဆုတ်ပေမဲ့စစ်ကနေကလှုပ်ချုံမှုအပြည့်အဝပေးပါတယ်ဒီတော့နောက်တစ်ခုက ကျွန်တော်တို့ပုံမှန် regular cleanse out လို့ခေါ်တဲ့ browser ကချီတဲ့ cookie တွေကိုပုံမှန်ရှင်းလင်းပေးခြင်းနဲ့ website တွေကိုသွားလာခဲ့တဲ့ဟာတွေကိုဖယ်ရှားပေးတာမျိုးပေါ့ဗျာခြေရလက်ရမကြံအောင်တက်ရှင်းလုပ်ပြီးမှနားသိမ့်ပါတယ်ဒါဟာ internet ပေါ်မှာပုံမှန်ကိုပဲလုံသိမ့်တဲ့အခြေအနေတစ်ခုပါဒါတွေအလုံးဟာနီးပညာဘိုင်းဆိုင်ရာလုံခြုံရေးတစိုက်တစ်ပိုင်းပါနီးပညာဘိုင်းဆိုင်ရာကတ်တပ်ဖိနှိမ်မှုတစိုက်တစ်ပိုင်းပါ လူသားရဲ့အတိစိတ်နဲ့အပြုမှုဟာတာအစအစအရာရာကိုဆုံးဖြတ်တာပါဒီတော့ကျွန်တော်တို့တွေဟာဒါတွေရဲ့စနစ်တကျဖန်တီးထားတဲ့ firewall ဆိုတာယူအကြီးပြောပြီးတော့တအားကြောက်စရာမလိုဘူးကြောက်ရမှာက social engineering လို့ခေါ်တဲ့เนาะ phishing တွေ pretexting တွေဒီလိုမျိုးလက်ဖျားပြီးတော့ကိုအာလူကြီးမင်းကဘယ်မှာဘလောက်ကန်စမ်းမဲ့ပေါက်ပါတယ်ဆိုတာမျိုးမဲ့လုံးနေဒါဟာကြားဖြန့်နီးနဲ့လက်တူတလို့ ကျွန်တော်တို့ရဲ့အချက်လက်ကိုရယူဖို့အတွက်အကောင်းဆုံးတုံးတဲ့နီလန်ဖြစ်ပါတယ်အဲ့ဒီလက်ဖြားမှုကိုတော့မဖြစ်မနေတတိထားဖို့လိုတယ်မတင်ကြတဲ့အီးမေးလ်တွေမဖွင့်ပါနဲ့စာတူဝင်လာတဲ့မတင်ကြစရာအချက်လက်တွေဘလို့ပဲဆွဲဆောင်နေပါစေကိုမတင်ကြဘူးဆိုရင်မဖွင့်ပါနဲ့ကိုနဲ့မပတ်သက်ရင်မဖွင့်တော့အကောင်းဆုံးပါဖောက်ခေါ်ဆိုမှုတွေကအစမလိုအိုင်မကင်ပါနဲ့အချက်လက်တွေမပေးဖို့မိစေဖို့အထူးဂရုပြုပြီးသုံးဆွဲရင်တာမန်ပြည်သူတွေအတွက်အန္တရာယ်ကင်းတယ်နောက်တစ်ခုက ကျွန်တော်တို့အကောင့်တိုင်းကိုနော် gmail တွေ email တွေအကောင့်တိုင်းကိုတော့ browser မှာတုံးတဲ့နော် Google YouTube ဘာမှမဆိုနှစ်သက်ခံပြီးတုံးပါ two factor authentication လို့ခေါ်တဲ့ 2fa စနစ်ကိုမဖြစ်မနေဖွင့်တာပါတခုခုဝင်တာနဲ့ကုတ်တောင်းတာမျိုးမဖြစ်မနေထည့်ထားဖို့လိုပါတယ်အလုတ်ရှုပ်ပြီမဲ့ဒါဟာအလုတ်ချုံမှုအရေးကြီးတဲ့အတွက်ရှိဖို့လိုတယ်ပတ်စဝတ်တစ်ခုတည်းနဲ့ဘာမှလုံခြုံမှုမရှိပါဘူး ဒါအခြေခံအချက်လေးတွေပြောတာဖြစ်ပါတယ်။အဲ့လောက်ဆိုပဲသာမန်မိဘပြည်သူတွေနေမလို့အပ်ပဲစကားမပြောနဲ့မလို့အပ်ပဲနဲ့အကောက်တွေမဝင်နဲ့မလို့အပ်ပဲနဲ့ဆွဲဆောင်စီရုပ်လာတဲ့လူရဲ့စိတ်ကိုလက်ဖြားနိုင်တဲ့ဟာတွေကိုမပတ်သက်ပါနဲ့။ဒါဆိုရင်ပြဿနာမရှိဘူး။ကျွန်တော်တို့အတွက်ကတော့ခုနပြောခဲ့သလိုပြင်ဆင်ရမယ့်ဟာတွေကျွန်တော်အဓိကလိုအပ်ချက်ကတော့ဒါ budget တွေပါတွေပေါ့ကျွန်တော်ကအဲ့ပုံမှာတေချာလောက်ရတော့မှာဖြစ်ပါတယ်။ဒီတော့အမောင်ချခံလိုက်ရတဲ့ digital ကဘာထဲမှာကျွန်တော်တို့အတန်ထွက်နိုင်ဖို့ဆိုရင် ုနပြောခဲ့အချက်တွေကိုလိုင်းနာလှုပ်ဆောင်ရပါတယ်ဂျာထဲမှာလည်းတိတန့်ထပ်ပြီးတင်ပြပါမယ်တော်လာရေးမိဘွားတွေရှင်တန်ဖို့အတွက်ကတော့တက်ညီလက်ညီဝိုင်းပြီးလှုပ်ရမှာပါအခုကအဖွဲ့စည်းမီဒီယာပုဂ္ဂိုလ်တဦးချင်းအတွက်ထောက်ပြအကြံပြုတာပါဒီပေါ်မှာကျွန်တော်မိတ်ဆွေတွေဘလို့မြင်လဲကွန်မန့်မှာရေးခဲ့ပေးပါတိတိကျကျကိုရေးခဲ့ပေးပါထပ်ပြီးတော့ဒီလိုမျိုးဟာကိုဆွေးနွေးခြင်းနဲ့အကြောင်းအရာရှိတယ်မေးခဲ့ပါကျွန်တော်လေ့လာပြီးတော့တင်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်